တက်ကြောင်နေလို့တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးအာဒီ comfort zone ကနေထွက်ပြီးတော့ကျွန်တော်စူးစမ်းပါသားကျွန်တော်တို့ရဲ့အနာကက်ဘုန်းကြီးတော်ကကျွန်တော်ဇက်ကိုကြံခဲ့တဲ့ပုံလေးရောအာဒီဗီဒီယိုလေးပါပဲလိုက်ကြည့်လိုက်အောင်နော်ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျကျွန်တော်ဒီဗီဒီယိုလေးကိုတော့ကျွန်တော်တို့လူလူငယ်အားလုံးအတွက်အကျိုးအစီအစဉ်မဲ့ဗီဒီယိုလေးတစ်ပုဒ်ဖြစ်နိုင်အောင်ကြိုးစားနေပါတယ်ဗျကျွန်တော် content creation လောက်ဖို့ပြောင်းလဲပေးစုရတော့သူပဲဖြစ်ပါတယ်သူ့ပုံလေးသူ့ပုံလေးကိုတစ်ချက်လောက်ကြည့်ကြည့်လိုက်သူ့ရောလူတိုင်းသိကြမှာပါသူ့နာမည်ကတော့နာမည်ရင်းကတော့ Jimmy Donaldson ဖြစ်ပြီးတော့ Mr B ဆိုရင်အားလုံးကလူသိများကြပါတယ်သူကတော့ကမ္ဘာမှာထိတ်ဆုံး content creator တစ်ယောက်ဖြစ်ပါတယ်ဘာကြောင့်ကျွန်တော်သူ့ကြောင့်မလို့ content creation စတင်ခဲ့တဲ့အကြောင်းလေးကိုကျွန်တော်ပြောပြချင်ပါတယ်သူအာကုလားပိုင်းလေးရနေတော့ကတင်ခဲ့တဲ့ I am in 10ဆိုတဲ့ video လေးကိုအားလုံးကြည့်ကြည့်ပြီးတော့ပြင်ပါတယ် အဲ့ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့လူငယ်တွေကိုအပြောင်းလဲမှုတစ်ခုပေးနိုင်တဲ့ဗီဒီယိုလေးတစ်ပုဒ်လို့ကျွန်တော်သတ်မှတ်ပါတယ်ကျွန်တော်ကိုလည်းအဲ့ဒီဗီဒီယိုလေးတစ်ခုကအပြောင်းလဲမှုလေးပေးခဲ့တာပါဘာပြောင်းလဲမှုလဲဆိုရင်တော့အဲ့ဒီဗီဒီယိုလေးထဲမှာသူပြောထားတာတော့2025ကျရင်ကျွန်တော်ကအာ1 million subscriber ဖြစ်ကောဖြစ်ဖြစ်ပါမလားဆိုတော့မတေချာမရတဲ့ပုံစံမျိုးနဲ့သူပြောထားတာကြည့်ရမှာပါအဲ့လိုမျိုးသူလည်းစတင်ခဲ့တဲ့အချိန်တုန်းက ာဘာလို့ရမလဲဘယ်လိုလုပ်ရမလဲဆိုတာကောင်းကောင်းမွန်မွန်သိခဲ့တာတော့မထင်ရပါဘူးအဲ့ဒီ video ထဲမှာဘာလို့လဲဆိုရင်တော့အာသူတင်ထားတဲ့အရင်က post လေးတွေကိုအစားတုန်းက post လေးတွေကိုလိုက်ကြည့်လိုက်ရင်တော့အာအခုအခုသူ့ရဲ့ content နဲ့တခြားစီပါသူသူ့ရဲ့စူးစမ်းမှုသူ့ရဲ့ content creation ပေါ်မှာ YouTube မှုရဲ့ YouTube မှုကြောင့်သူ့ရဲ့အောင်မြင်မှုကလောက်ကလုံးသိကြမှာပါကျွန်တော်အတွက်လည်းအဲ့ဒီ video တွေကအရင်နဲ့ကိုပြောင်းလဲမှု တွေဖြစ်ခဲ့ပါတယ်ကျွန်တော်စိတ်ကိုပြောင်းလဲမှုတွေဖြစ်ခဲ့ပါတယ်အဲကျွန်တော်အတွက် inspiration ပေါ့ပြောမှဆိုရင် သူကကျွန်တော်အတွက် inspiration တဖို့ဖြစ်ခဲ့ပါတယ်။မဟုတ်လဲဆိုရင်တော့ကျွန်တော်လည်း2015လုံးကဒီထိုင်းနိုင်ငံကိုစရောက်ခဲ့တာပါ။အာသူအဲ့ဒီဗီဒီယိုလေးလုတ်လုတ်တုန်းကပေါ့။အဲ့လိုအချိန်တုန်းကမလုပ်ရမယ်ဆိုတာတော့ကျွန်တော်မသိခဲ့ပါဘူး။ဒါပေမဲ့ဒီမှာအလုပ်စားလုပ်တယ်။အာလကုန်ရင်လတာရမယ်။မိသားစုတွေလည်းအဆင်ပြေတယ်။ဒီလိုမျိုး comfort zone ထဲမှာပဲကျွန်တော်ညံ့နေခဲ့ပါလား။အဲဒါပေမဲ့အဲ့ဒီနေရာအဲ့ဒီဗီဒီယိုလေးကြည့်တော့ကျွန်တော်ပြောင်းလဲမှုလေးဖြစ်စေခဲ့ပါတယ်အဲဘာလဲဆိုရင်တော့အခုအချိန်ထိတဲ့ကျွန်တော်တို့မှာ ဒီအလုပ်ကိုမလုပ်ရင်မနေ့ဖြန်အတွက်ကျွန်တော်တို့ကယ်ရီယာကဘယ်ဘယ်မှာရှိလဲဆိုတာကျွန်တော်မသိခဲ့ပါဘူးမသိပါဘူးဒီအလုပ်အတွက်အမတိမချင်းလို့လည်းဒီအလုပ်ကအဒီအလုပ်နဲ့ကျွန်တော်တို့ကဘလို့မှအတွက်တက်မယ်ဆိုတာပြောင်းနိုင်မယ်ဆိုတာမမြင်ရနိုင်ပါဘူးအဲဒါကြောင့်မလို့အသူကအဲ့ဒီ content creation ပေါ်မှာဘလို့အောင်မြင်မှုတွေရောက်ခဲ့တယ်ဆိုတာတော့ကျွန်တော်အတွက် inspiration တစ်ပုဒ်ပါပဲအဲဒါကြောင့်မလို့ကျွန်တော်လည်းဒီ content creation ကို စတင်ဖို့ကြိုးစားနေတာပါ ါဘာလဲကျွန်တော်က content creation နဲ့ပတ်သက်ပြီးတော့အာဆိုဘာမှနားမလဲပါဘူးအာအခုချိန်ထိအဲကျွန်တော်ကဗီဒီယိုတစ်ပုဒ်လုပ်ဖို့ရန်မြန်မာစကားသိမပြီးအဲဒီလိုနဲ့လုပ်ဖို့ရန်တော်တော်ခက်ရင်းနေပါတယ်အဲကျွန်တော်ကျွန်တော်ရဲ့ကြိုးစားမှုကအဲအချိန်ကြာလိုက်ရင်တော့ရလက်လေးတစ်ခုရမှာပါလို့ကျွန်တော်မျှော်လင့်ရင်လည်းဒီလိုဗီဒီယို creation လေးတွေကိုလုပ်ချင်းဖြစ်ပါတယ်အဲကျွန်တော်စိတ်ထဲမှာတော့အဲ့ဒီဗီဒီယိုလေးကြည့်ပြီးကြတဲ့ အာဆက်ကြောင်နေလို့တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးအာဒီ comfort zone ကနေထွက်ပြီးတော့ကျွန်တော်စူးစမ်းပါသားကျွန်တော်တို့ရဲ့အနာကက်ကျွန်တော်တို့ရဲ့တာသမီတွေကလပ်ပတ်နိုင်ပါဘူးအဲကြောင့်မလို့ကျွန်တော်လည်းအခုအချိန်မှာစူးစမ်းရခြင်းဖြစ်ပါတယ်ဒီလိုနဲ့လူငယ်တွေအားလုံးအတွက်လည်းဒီဗီဒီယိုလေးကအကျိုးရှိစေမယ်လို့ယုံကြည်ပါတယ်အဲ့ဒီဗီဒီယိုလေးအဲမကြည့်ရသေးဘူးဆိုရင်လည်းအောက်မှာ link လေးချထားပေးပါပါအဲ့ဒီ link လေးကနေဝင်ကြည့်လို့လည်းရပါတယ် YouTube ကနေ direct ကိုတော့ကြည့်ချင်တယ်ဆိုလည်းတော့ကြည့်ကြည့်ပါအာဘလို့နဲ့သူ့ ဗီဒီယိုသူ့ရဲ့ journey ကိုစခဲ့တယ်ဆိုတော့ကျွန်တော်ကျွန်တော်တို့အတွက် beginner content creation beginner အတွက်တော့ဒါ inspiration တခုပါပဲအဲ့လိုအောင်မြင်မှုကြီးရမယ်ဆိုတာတော့ကျွန်တော်မဆိုလိုပါဘူးဘာလို့လဲဆိုရင်တော့စူးစမ်းမှုရရလက်ကအထင်နဲ့အများတော့ရှိပါပါတစ်ချိန်မဟုတ်တစ်ချိန်ရလက်တော့ဖြစ်လာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်အခုစူးစမ်းနေတဲ့အတိုင်းပဲတစ်လနှစ်လနဲ့ကြောက်ရင်လည်းပျောက်သွားနိုင်တယ်လို့ကျွန်တော်အာအောင်မြင်မှဖြစ်မယ်ဆိုတော့ပုံစံမျိုးနဲ့စူးစမ်းဖြစ်ခဲ့ရင်တော့ တရရကြရင်ကျွန်တော်ရစူးစမ်းမှုကရလက်လေးတစ်ခုကိုထင်ကားလာသေးမှာပါဟုတ်ဟုတ်ကဲ့ဘုန်းနေတော့ကကျွန်တော်ဆွဲကိုကြံခဲ့တဲ့ပုံလေးရောအာဒီဗီဒီယိုလေးပါပဲလိုက်ကြည့်လိုက်အောင်နော်ဟုတ်ကဲ့ကျွန်တော်ပုံလေးကတော့အခုမှ beginner ဆိုတော့ဒီပုံလေးပါဗျရုပ်ထက်လေးကတော့ဒီလိုလေးရုပ်ထက်လေးဖြစ်ခဲ့ပါတယ်အဲ content creation ကိုဘယ်ကနေစလို့စရမလဲစရမလဲမသိတဲ့အတွက်ကြောင့်ကျွန်တော်က နိုင်ငံကပုံဆွဲခြင်းကိုဝါသနာပါခဲ့တဲ့အတွက်ဒီဒီရဲ့ပကြဆွဲခြင်းအဲ့ဒီ dot play ကိုဒီ content creation ရဲ့ dot နဲ့အာလမ်းကြောင်းလေးတစ်ခုဖောက်ရခြင်းဖြစ်ပါတယ်ကျွန်တော်စောက်တော့ဖတ်ပြပါတယ်အာကျွန်တော်တို့ဘုရားမှာအတက်တက်မြအမြင်တမြဟာတွေကအားလုံးက dot play တစ်ခုလိုပါပဲအဲ့ဒီ dot တွေကတနေရာမဟုတ်တနေရာကျရင်တွားဆောင်ကြမယ်လို့ဆိုတာအဲ့လိုမျိုးကျွန်တော်အဲ့ဒီစောက်လေးကိုတရားလို့ပြောဖြစ်တာပါအာဒါနဲ့ပကြဆွဲတာကတော့ကျွန်တော်ရဲ့ဝါသနာတစ်ခု ဖြစ်ခဲ့တဲ့အတွက်ကြောင့်ဒီ content creation ကိုဒီထဲမှာထပ်သုံးနေပါတယ်နောက်ပိုင်းကျရင်တော့ဘယ်လိုမျိုးဟို content တွေလုပ်ရမယ်ဆိုတာနောက်ထပ်လေ့လာပြီးတော့လုပ်ဖို့စူးစမ်းကြအောင်ပါဒီ video မှာလည်းအာမိတ်ဆွေတို့မြင်တဲ့အတိုင်းကျွန်တော်စကားပြောတာကိုခဏခဏထင်ခါထင်ခါနဲ့ပြောဖြစ်နေတာပါအရာအလုံးကကျွန်တော်အတွက်အဆင်ပြေနေပါဘူးဒါပေမဲ့စူးစမ်းနေတာပါစူးစမ်းနေတာတခုတော့မှန်ကန်ပါတယ်အများတယ်လည်းအဲဒီလိုစူးစမ်းဖြစ်ဖြစ်တဲ့စိတ်လေးကိုမွေးဖြစ်အောင်မွေးပါပါဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာ